အရှင်ဖရာလောကဒံဆိုတဲ့တရားဆိုတာ ရှိပါသလားဖရာဖြေပေးတော်မူပါဖရာတဲ့ရှိတာပေါ့နော်အင်ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မတုံးမှာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကဒံတရား၈ပါးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီလောကဒံတရား၈ပါးကဘာတွေလဲဆိုရင်၁ဒါဘောစီးပွားဥစ္စာရရှိခြင်း၂ အလာဘောစီးပွားဥစ္စာမရရှိခြင်း၃။ရသောအချွေရန်အကြောသောရှိခြင်း၄။အရသောအချွေရန်အကြောသောမရှိခြင်း၅။ငိန်တာကဲ့ရဲ့ခံရခြင်း၆။ပတန်တာချီးမွမ်းခံရခြင်း၇။တုခံကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၈။တုခံကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကဒဏ်တရား၈ပါးပဲဖြစ်ပါတယ်။ ။ဒါကြောင့်လောကဒဏ်တရားဆိုတာ ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖုရားတတ်တော်ထင်ရှားရှိတဲ့ဖုရားရှင်ကိုကတ်လူရတဲ့စွန်တနတ်နဲ့ဖုရားရှင်မှာရှိတဲ့ဖုရားစင်းတုကိုကတ်လူရတဲ့စွန်တနတ်ဟာကုသိုလ်ထတ်တူညီရနိုင်ပါရဲ့လားတဲ့။ဝိမာနဝိတုပါဠိတော်မှာတိဋ္ဌံတိနိဗ္ဗူတိစာပိတမေစိတ်တိတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တာကိစ္ဆန္တိတုတ်ကတိန်လို့ဆိုထားပါတယ်။အဘိဓိပေကတော့ တတ်တော်ထင်ရှားဖရာရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝန်ဆံသွားပြီဖြစ်တဲ့ဖရာရှင်ကိုဖြစ်စေတူမြတဲ့တရားတရားဖြစ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်ပါတယ်မိမိကမိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ကိုတတ်တော်ထင်ရှားဖရာရှင်တကယ်သို့သဘောထားပြီးဖန်ကပ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုဖန်ကပ်လို့ရတဲ့အကျိုးနဲ့အတူတူပဲဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော် ဆရာတော်ကိုစွန့်ကပ်ဖို့အိမ်ကချက်ကိုတတ်ပြီးစွန့်ကပ်ရင်အပြစ်ကြပါသလားဖရာတဲ့အပြစ်ကြတာပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင် အကျိုးပေးမစင်ကြတော့ပါဘူးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပုတိကထတိတ်တအမိရှိတဲ့ယဟန္တာမထေကြီးတစ်ပါးရှိပါတယ် အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာနှမုတ်ဆိုးကြီးဖြစ်ခဲ့စဉ်တုန်းကငှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့ငှက်တွေကိုကြိုတက်ထားမယ်ဆိုရင်ပုပ်ကုံမှာဆိုးတဲ့အတွက်ကြောင့်ငှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ်။ဒီနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာနှစ်သားဟင်းနဲ့ဆွမ်းကပ်ပြီးတော့ အရှင်ဘုရားတို့သိအပ်သောတရားကိုသိရပါလိုဤလို့ဆုတောင်းခဲ့ပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယဟန္တာအဖြစ်ကိုရရှိတော်လဲပဲ။ငှက်တွေကိုအတောင်တွေချိုး၆တောက်တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိနိဗ္ဗာန်ဝင်ဆံသွားရပါတယ်။ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာလွတ်လွတ်ကျွတ်ကျွတ်ပြုပါအကုသိုလ်မယောမိပါစေနဲ့နော်။